ဒီလိုရှင်းချကြီးတွေလွယ်တော့ကြောကုန်းကဘယ်ခံနိုင်ပါမလဲဗျာကြာရင်ပုံပြီးအနာရီဖြစ်မှာပေါ့စစ်တိုက်လို့မသေးပဲကြောကုန်းပုတ်လို့တေးကုန်ပါမယ်ဗျာအိုးမော်ရယ်ဆိုတဲ့ကောင်မလေးကလူသားငယ်တာကျန်တာတွေကမငင်းအေစတုံကြီးပဲနာမည်ကမမဇွန်ဆိုလားပဲဘာရှိုခမ ्या သူတက်တော်ဆောင်လို့ရမယ်ဆိုတဲ့မော်ရယ်ကြီးကိုကြည့်ပြီးအာရီတောင်လျှောက်လာတယ်သူတစ်ချက်တက်ဖြစ်ရင်ငါတောင်အသက်ထွက်လောက်တယ်ဆိုပြီး ျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဇာတ်လမ်းလေးကတော့ဆရာပြတိချကုကုမောင် ရေးသားတဲ့ Commando Basho ဆိုတဲ့စာအုပ်ထဲကမှ Down Engineer Basho နဲ့ Guillermo Basho ဆိုတဲ့ခေါင်းစဉ်တစ်ခုကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ် Down Engineer Basho တာဝန်မှုဒူရဲဥက Basho ကိုအရှုပ်ထဲဝင်ဖို့ဆွဲခေါ်တော့ Basho တခွန်းပြောလိုက်တယ်ဟိုခွေးကလေးကိုပိုင်ချစီပြန်ဖို့မဖို့ကာကြုံနဲ့အဆက်အသွယ်ရရင်မေးပေးထားပါဗိုလ်လေးရာ တာဝန်မှုတူရဲအုပ်ကပေတိပေဆုံးတဲ့ကာကြွကြီးနာမည်ကိုယွနေတဲ့အယူတယောက်လိုဗျှုကိုရည်ကျင်သွားဟန်တူပါတယ်။ကဲမေးပေးပါမယ်ဦးလေးယာ။ဒါနဲ့ကာကြုတ်လိုအဆင့်ကိုကျွန်တော်အဆင့်နဲ့ဘယ်လိုဆက်သွယ်လို့ရမှာတော့ဦးဗျ။ဟာမပူနဲ့ဗိုလ်လေးယာ။ဟိုတခါအာမီရန်အထူတောက်တုံးကကာကြွကြီးကအရေးပေါ်သူ့စီဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကျွန်တော်ကိုရေးပေးသွားတယ်ဗျ။ဒီဒီမှဒီမှဒီမှကပ်ပြားလေး။ဗျှုကသူ့စစ်ပေါင်းပြီးအတွင်းထဲကအိတ်ဝက်ကလေးတဲကလိမ့်စာကပ်ပြားလေးကိုထုတ်ပေးတယ်။တူရဲအုပ်က အင်းသူ့အတီဖုန်းနံပါတ်တခုဖြစ်နေရင်တော့အဆင်ပြေပါတယ်ပေါ့ငါတို့လည်းအလုံးမချုပ်ဘူးပေါ့လို့တွေးလိုက်မိတယ်ပြီးတော့သူ့ဘောင်းမီအိတ်ကက်ထဲကဟန်ဖုန်းကိုထုတ်ပြီးဘာရှိုးပေးတဲ့ကပ်ပြားတဲ့ကဖုန်းနံပါတ်ကိုနှိပ်လိုက်တယ်ကဲကိုဘာရှိုးအခုဟာကတကယ်ကာကျုပ်ဆိုခမ ्या ကိုဝါသားကိုပဲပြောတော့နော်ရော့ရော့ခမ ्या ကိုအမြန်လာထုတ်ပါလို့ပြောလိုက်သူရဲ့အုပ်လေးကပြုံးဆဆနဲ့ပြောပြီးကမ်းပေးတဲ့ဖုန်းကိုဘာရှိုးလှမ်းယူလိုက်တယ်ဟယ်လိုဘာလား ကျွန်တော်ဘာယူပါဗျရပါတယ်ဗျနေကမျက်မှန်ကခိစားမရှိပါဘူးအခုကျွန်တော်လက်ပတန်းရဲစခန်းမှာအဖမ်းခံရရလို့ဟုတ်ဟုတ်ကျေးဇူးပါဗျကျွန်တော်မျှော်နေပါမယ်ကျေးဇူးတော်ဗိုလ်လေးခဏနေဒီနားကတက်ရင်ကတက်ရေးဖို့ကြီးကျွန်တော်ကိုလာခေါ်လိုက်မယ်ဗိုလ်လေးတို့အလောက်ချုပ်တက်တာဝါတာဗောဖုန်းကိုပြန်ကမ်းပေးရင်ဘာယူကအကျိုးကြောင်းပြောပြတော့သူရဲ့အုပ်လီမှာယုံရခက်မယုံရခက်နဲ့ဦးကြောင်ကြောင်ဖြစ်နေချတာဗော့ ခဏနေတော့ဘာရှုကိုအချုပ်ထဲမထည့်ပေမဲ့အချုပ်ပလန်းနဲ့ခဏထည့်ထားသည်တည်းအေးလေသူခမရဘာပြစ်မှုမှဟုတ်ဒီပတိမကျွလွန်ထားပေမဲ့ရင်ရင်လေးယူနေတဲ့အယူလို့စကန်းကထင်တာမလားခဏနေတော့စစ်ကားတစ်စင်းစကန်းရှိထိုးဆိုင်လာတယ်စကန်းမှုကအစလို့တစ်စကန်းလုံးပြပြတလဲဖြစ်ကုန်တာပေါ့ကားပေါ်ကအပွင့်ကြီးကြီးနဲ့အရာရှိတယောက်ကစကန်းထဲဝင်လာပြီစကန်းမှုကြီးဒီမဲ့ကိုဘရှိုးဆိုတဲ့လူရှိလားဗျဟုတ်ဟုတ်ရှိပါတယ်ဗျ ဘဟုတ်မဲပါစကမ်းမှုကလက်ညှိုးထိုးပြလိုက်တော့တက်မတော့အရာရှိကြီးအံ့ဩသွားတယ်ဘဲနေကာချုပ်ကြီးကိုယ်တိုင်ဖုံးဆက်ပြီးလိုအပ်တာကူညီလိုက်ပါဆိုတဲ့လူကစွတ်ကြဲအင်ဂျီနဲ့စစ်ပေါင်းမီတိုနဲ့စုပ်ပြက်နေတာပဲဒီလူနဲ့ကာချုပ်နဲ့ဘလူများပတ်သက်နေတာပါလိမ့်ကဲကဲသူ့မှာဘာမှအပြစ်မရှိဘူးဆိုရင်လည်းကျွန်တော်တို့ပဲတာဝန်ယူထုတ်သွားလိုက်ပါမယ်စကမ်းမှုကြီးဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါဒီလိုနဲ့ခုနကပဲအချုပ်ထဲမှာခွေခွေလေးနေနေရတဲ့ဘရှူကနိုင်ပိုင်းအတွင်း တက်နေမှုရဲ့ကားနောက်ခန်းမှာအခန့်သားပါသွားချာတယ်။ခမရနာမည်ဘာချိုနော်။ဟုတ်ပါတယ်အဖကျွန်တော်ကွန်မန်ဒိုဘာချိုပါ။အော်ခမရကစစ်သားလား။ကျွန်တော်တက်သေးကတက်ကြည်ကြီးအစင်းနဲ့အငိမ့်စားယူခဲ့တာပါ။ခမရနဲ့တက်ချုပ်ဘလို့ဆက်ဆက်မှုတွေရှိလဲဆရာဘာချိုစိတ်တော့မရှိနဲ့ဗျာ။သိကျင်လို့ပါ။ဘာမှမဟုတ်ပါဘူးအဖရ။ကျွန်တော်နဲ့ကဟိုတခါမြမပြီလာနာတဲ့ဆိုလာလီယင်ဆိုလာလာဘာဆိုလာကိုကျွန်တော်ပြင်ပေးတော့ကတခါ ောက်တစ်ခါကျအရက်ဝိုင်းမှာတစ်ခါစုံမှုတာပါဗျ။ဟိုက်ဒီစစ်ပေါင်းမီတိုနဲ့အူကြောင်ကြားကဆိုလာလေယာဉ်ကို ပြင်ပေးခဲ့တယ်ဆိုပဲ။အေးတက်ချုံနဲ့တော့အရက်ဝိုင်းမှာစုံမှုတယ်ဆိုပါလား။တက်နေမှုခမားကားရှိကန်းကနေမယုံနိုင်တဲ့မျက်နှာမျိုးနဲ့ကိုဘရှိကိုလက်ကြည့်တောင်ယူရတယ်။အေးဗျ။အခုတက်ချုံကြီးကခမားအတွက်အစဉ်ပြေတဲ့အလောက်ကန်လေးပါစီစဉ်ပေးလိုက်ပါတဲ့။ဒါနဲ့ခမားကလေယာဉ်ပြန်အောင်ပြင်ပေးတယ်ဆိုတော့အင်ဂျင်နီယာတက်ကလာမဟုတ်ပါဘူးဗျာရှီလင်တက်ကပါပဲ လေရင်ပြန်ပြင်ပေးတယ်ဆိုတာကသူတို့မှာဝါရှာဆိုလားဘာဆိုလားရစ်ဖို့မရှိတာနဲ့ကျွန်တော်ကဝါပင်ခုတ်နှိသက်ပြီးရှီပေးလိုက်အောင်ပါဘာမှမဟုတ်ပါဘူးဟိုက်လေရင်ပြန်ကိုနှီးနဲ့ရှီပေးလိုက်တယ်ဆိုပါလားတက်နေမှုနည်းနည်းတော့ဖြုံသွားတယ်အော်ဒီလိုဆိုခမရအတွက်ကျွန်တော်အလုပ်စဉ်းစားပေးလို့ရပြီဟုတ်ဟုတ်ကျေးဇူးတင်ပါတယ်ဗျကျွန်တော်ကစစ်သုံးပစ္စည်းနဲ့စစ်လက်နက်ထုတ်လုပ်ရေးကပါဒီတော့ခမည်းကို အထူးစစ်အသုံးဆောင်ပစ္စည်းထုတ်လို့ရမှာနေရာတနေရာပေးမယ်ခမားကျွမ်းကျင်ပါပါလေအထူးစစ်အသုံးဆောင်ပစ္စည်းထုတ်လို့ရတဲ့သူကျွမ်းကျင်ပါပါတဲ့ဘာရှိုစိတ်လေသွားတယ်သူကတက်ထဲနေတဲ့တချောက် equipment ကြော့ဖို့အိတ်စားတဲ့ဟာရီတောင်ဘလို့ရှောက်ရမန်းဖားရမန်းတောင်တိတာမဟုတ်ဘူးဘဲနဲ့အခုလို့ရမှာကစစ်အသုံးဆောင်နဲ့ဟမ်ဘာရှိုလိမ့်လိုက်အောင်ကွာကန်ချီတော့ဘာရှိုတပြစ်တွင်နေရှာရင်ကားမှန်ပရင်းကနေအပြင်ဘက်နှွေးပူပူကိုသာငေးနေလိုက်တော့တယ် ကဲဒါကကျွန်တော်တို့တက်ကနောက်ဆုံးထုတ်လုပ်နေတဲ့အထူးစစ်အသုံးဆောင်လုပ်ငန်းပဲကိုပါရှူအခုလောက်ကင်ဘက်မှာကျွန်တို့တိုက်ပွဲတွေဆက်နေတယ်စစ်တီတွေအတွက်ဒီအသုံးဆောင်ကအရင်လိုအပ်တယ်ကိုပါရှူကဒီအလုပ်ကို ဟော်ဒီကတက်ချက်ကြီးအောင်ကြီးရဲရဲဘော်ဆယ်ယောက်ရဲနဲ့တွဲလို့ရမယ်ဆယ်ယောက်ဘော်ရှူကဒူအင်ချက်ပေါ့လာစာက9000ရမယ်ရှင်းတလုံးကို900ပေးမယ်အဲ့ဒါကခမရတို့ခွဲယူကြပေါ့တိုက်ပွဲအတွက်တည်း အထူးစစ်အုံဆောင်နဲ့ဝရုံးတွေကိုခွဲပြီးရှင်းရနေကြတဲ့ရဲဘော်တပ်ပိုက်ကိုကြည့်ပြီးဘာရှိုမျက်လုံးပြူးသွားတယ်။ဘယ်နဲ့ကွာမဲသဝကောက်ကောက်မော်ဖိုကီစီစီဝေါ်တာပန်တိုက်ပွဲတွေကိုအတိနှွဲခဲ့တဲ့သူ့လိုကွန်မန်ဒိုရင်မာကြီးတယောက်တောင်တိုက်ပွဲမှာဒီအထမ်းသမားရှင်းတောင်းတွေဘာလို့ဖို့ဖို့ဆိုတာမတွေ့တတ်တော့ဘူး။အော်ဝါတွေနှီးတွေနဲ့ရှိရတာမို့ငါကျွမ်းကျင်ပါပါလို့သူက ပြောသွားတာကိုအခုမှဘာရှိုသဘောပေါက်တော့တာ အရာရှိထွက်သွားတော့မှဆရာကြီးအောင်ကြီးကိုဘာရှုကတ်မေးကြည့်တယ်။ဆရာကြီးဒါရီရှင်တန်းမှာကျုပ်တို့စစ်တီတွေကဘယ်နေရာမှာသုံးလုံး။အော်ဆရာကြီးဘာရှုနဲ့ဒီမဲ့လေးဟော်ဒီဂျိုးတွေတွေ့လား။ဒီဂျိုးတွေကို ဟော်ဒီလို ရှင်းတဲ့ဖက်မှာတက်ပြီးရင်ဟော်ဒီလိုကြောမှာလွဲ။အဲ့ဒါဆိုကြောဖို့အိတ်ထက်ပစ္စည်းပိုဆန့်နဲ့ရှင်းကြောဖို့အိတ်တွေရပြီလေ။ကြည်စံရောရိတ်ခါရော အကုန်ထည့်လို့ရတယ်။ဟာဗျာဆရာကြီးဟာ ပါရှိုကကွန်မန်ဒိုလုံးသက်20ကျော်ဗျဒီလိုရှင်းချကြီးတွေလွယ်တော့ကျောကုန်းကဘယ်ခံနိုင်ပါမလဲဗျကြာရင်ပုံပြီးအနာရီဖြစ်မှာပေါ့စစ်တိုက်လို့မသေးပဲကျောကုန်းပုတ်လို့တေကုန်ပါမယ်ဗျပြီးတော့ရှင်းကြီးတွေထိုးထိုးထောင်ထောင်နဲ့ရန်သူကဟိုးဝေးကြီးကနေလှမ်းပြရင်မတားပေါကုန်မှာပေါ့ဟာဒါကြုတ်တော့လုံးမဟုတ်ဘူးကိုပါရှိုစစ်သားဆိုတာအထမိန်ပဲခမရလည်းစစ်သားဟောင်းပဲကိုပါရှိုစင်ကြေးပေးတဲ့ပါဇက်ထမင်းငတ်တက်တယ်ဆိုတာခမရသိတယ်မလား လောက်စရာရှိတာပဲလောက်ပါဗျာကဲကဲရှင်းရဖို့ဝါးရီသွားဝယ်ရမယ်ခမရဒီမှာရဲဘော်တွေကိုကူညီရင်ကြီးကြပ်ပေါ့ဒီလိုနဲ့ဘာရှော်တယောက်အထူးစစ်အသုံးဆောင်ဝါရှင်ကြားထုတ်လုပ်ရေးလုပ်ငန်းကြီးထဲမှာဝါးရီတက်နှိရီဖြာပြီးပတ်ဆိုင်ချတယ်ဆိုတော့မစိုးပါဘူးဝါရှင်တွေကအော်ဒါမပြတ်ဘူးတရင်တက်ပွဲအသေးသေးအတွက်အော်ဒါတွေဆက်တိုက်လာနေတာဘာရှော်ငငယ်ကသူ့ဘာကြီးပြောပြဘူးတယ်ရှေးခေတ်မြန်မာဘရင်တွေဟာရန်သူမြို့ရိုးတွေကိုစစ်ငင်တဲ့အခါမှာ စ်တက်ဝါတက်တွေအခိုင်အမာစောက်ပြီးစစ်စင်လေးရှိကြတယ်တဲ့အင်းအခုတက်မတော်ကလည်းကြောပိုးအိတ်အစားဝါပိုးအိတ်တွေနဲ့ဆိုတော့ရှေးသမိုင်းတွေကဝါတက်ဆိုတာမျိုးကို အတူယူထားပုံရတယ်တော်ကြာဝါသနတ်တွေဝါခမောက်တွေပါတီထွင်လာနိုင်တယ်လို့လည်းဘာချိုတွေးမိတယ်ဒါပေမဲ့အော်ဒါတွေလာတိုင်းဘာချိုစိတ်မကောင်းဘူးအော်ဒါလာပြီးဆိုတာရှေ့တန်းကိုတက်တက်တက်ထက်လို့ရတော့မယ်ဆိုတဲ့သဘောတက်တွေတက်ပြီးတက်လွတ်နေရတာဆိုတော့အောင်ပွဲမဖြစ်နိုင်ဘူးဆိုတာ စစ်သားဟောင်းဘရှော်တွေးမိပြီးသားအဲ့ဒီကိုကန့်ဆိုတဲ့တရုတ်တွေကိုကွန်မန်ဒိုဘရှော်အစွမ်းသွားပြချင်းသေးတာပထမတော့ဝါရှင်အော်ရာဒီလာရင်ဘရှော်ပြောတယ်နောက်တော့อืมငါတို့စစ်သားတွေကြာနေပါလားဆိုတဲ့အတင်းမျိုးနဲ့မပြောနိုင်တော့ဘူးဝမ်းနေလာတယ်ဒီအလုံကြီးကိုလည်းဘရှော်မပြောတော့ဘူးစစ်သားဆိုတော့အောင်ပွဲကိုပဲစားလောင်တာမလားဒီအလုံကြီးကိုမလုပ်ရှင်တော့ဘူးစစ်တဲ့နေလည်းမကြရှင်တော့ဘူးကိုရဲဘော်ရီရဲ့ကြောကုန်းထက်ကတရက်တစ်စေးလို့ကုတ်ချစ်ပြီးလိုက်သွားမယ် ဝါရှင်ကြီးတွေကိုလည်းဘာရှုံမုံလာတယ်။ဘာရှုံဒီနေရာကထွက်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှမှမိတ်ကဆရာမစီစီကအစင်သင့်ပေါ်လာတော့တာပဲ။မိတ်ကဆရာမစီစီဆိုတာဘာရှုံနဲ့တွဲအလုတ်လုပ်နေတဲ့ဆရာကြီးအောင်ကြီးရဲ့ညီမဘာရှုံထတ်တော့နှစ်နှစ်လောက်ကြီးတယ်။သူကရန်ကုန်ကမော်ဒယ်ကတယောက်အိမ်မှာနေရင်မိတ်ကပြင်ပေးနေတာတဲ့။တဲ့ညာနဲ့သူ့အကိုစီမလာနေရင်ဘာရှုံနဲ့စုံတာပေါ့။အပြိုကြီးကဘာရှုံကိုစိတ်ကူးရင်နဲ့ထင်ပါရဲ့။ ဘာရှူကလည်းအရင်လိုပိဆုပ်ဆုပ်မဟုတ်တော့ဘူးထမင်းလဲဝပတ်စံလက်ရဆိုတော့တသိတမွေဘာရှူဖြစ်လာပြီလက်ထဲမှာလည်းစုမိဆောင်မိလေးကနည်းနည်းရှိလာပြီဆိုတော့တောက်တော့ပြောင်းပြောင်းဒီနေ့မိတ်ကဆီယမစီစီကဘာရှူကိုစကားဆလာတယ်ကိုဘာရှူဒီဘွားကိုမငင်းငွေဘူးလားတဲ့အပြိုကြီးမေးတာကတသက်ဘာရှူနားလေတာကတမျိုးအင်းဒီလောက်ကြီးကျွန်တော်မလုပ်ချင်တော့ဘူးဗျာဒီနေ့ဒီနေ့ချင်းနေကြီးရက်နေရတာသူစကားလမ်းကြောင်းနဲ့ရောက်မလာပေမဲ့အပြိုကြီးကလည်းပါတယ် ကိုဘရှုရန်ကုန်မှာအလုပ်လေးပါလေမလုပ်ရှင်ဘူးလားဟာလုပ်ရှင်တာပေါ့မက်ဆီစီဟာကျွန်တော်လေးအိမ်အောင်ပြုဖို့ငွေမြက်မြက်ချချင်တာတကယ်တော့ဘရှုကပြီးမှကြံခဲ့တဲ့သူ့အဆက်ဟောင်းမတ်တဝေးကိုရည်စူးပြီးပြောတာပါဒါကိုစီစီကသူ့ကိုရည်စူးတယ်လို့ထင်ပြီးပြုံးသွားတယ်ကျမအခုမိတ်ကပ်ပြင်တဲ့မော်ဒယ်မလေးကလူသစ်တယောက်ရှာခိုင်းထားတယ်သူ့ဘော်ဒီကတ်လုပ်ဖို့လေဟာဗျာမက်ဆီစီကျုပ်ကလူပြိုကြီးဗျဘော်ဒီတွေဘာတွေတော့မြင်ဦးတာမဟုတ်ဘူးဘလို့ကတ်ရမှာတော့ ဟာကိုဘရှိုရဲ့ဘော်ဒီဂတ်ဆိုတာတတ်တော်ဆောင်ကိုပြောတာရှင်ကိုဘရှိုလိုကွန်မန်ဒိုလူထွက်စစ်ပြန်ကြီးဆိုသူကသဘောကြမှာလာစာကတလတသိန်းခွဲတောင်ရမှာရှင်ရဲ့ဗျာတလတသိန်းခွဲဟုတ်လားမဆေစီတူ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 ကိုဘရှိုအကိုကြီးမသိစေနဲ့လေတက်ကြကြီးအောင်ကြီးရဲ့ဝါရှင်တန်အလုပ်ယုံမှာရက်ပေါင်း60ကျော်အလုပ်လုပ်ပြီး ဧပြီ30ရက်နေ့မှာတော့ပါရှိုဟာအပြိုကြီးစီစီနဲ့အတူရန်ကုန်ကိုတက်လာခဲ့တော့တယ်။ပါရှိုကသာရွရွတသားထွက်လာလိုက်တာ။ဆရာကြီးအောင်ကြီးကတော့သူ့ညီမကြီးကိုပါရှိုခိုးသွားတယ်ထင်ပြီးတရင်နေလွင့်ပြီးပြောနေတာ။တသက်လုံးမစုံဘူးထင်တဲ့ညီမလင်းရသွားတော့ဝမ်းသာတာများလေ။စီစီကသူ့အလုပ်ရှင်မော်ဒယ်ဆိုတဲ့မိန်းကလေးနဲ့ပါရှိုကိုပေးတွေ့တယ်။အိုးမော်ဒယ်ဆိုတဲ့ကောင်မလေးကလူသားငယ်တာ။ဂျန်နာရီကမငင်း။အေးစတုံကြီးပဲ။နာမည်ကမမဇွန်ဆိုလားပဲ။ ဘရှိုခမရသူတတ်တော်ဆောင်လုပ်ရမယ်ဆိုတဲ့မော်ဒယ်ကြီးကိုကြည့်ပြီးအာရီတောင်လျှောက်လာတယ်။သူတစ်ချက်တက်ဖိရင်ငါတောင်အသက်ထွက်လောက်တယ်ဆိုပြီးသူရှိမှာရက်နေတဲ့စစ်ပြန်ကွန်မန်ဒိုဆိုတဲ့လူကိုမော်ဒယ်ဇွန်ကသိချာကြည့်တယ်။မမစီစီလူကတက်မတော်သားဟောင်းဆိုတော့ကိုခန့်ပညာရော့ကျွမ်းရည်လား။စီစီကဘရှိုကို ဖြေဖို့မင်းငော့ပြတယ်။ကျုပ်တက်မ89ကိုစားပြုလက်ဝဲရှမ်ပီယံဆုရဘူးပါတယ်။ကာကွယ်ရေးဦးစီးရုပ်တိုင်းဂျူရိုပြိုင်ပွဲမှာဒုတိယနှခါချိတ်ဟိုတော်ပြီးသဘောကျပြီ။ဦးလိနာမေကဘသူ ဘာချိုပါအမှန်ကဘာချိုလဲကြောက်ဘူးတာလျှောက်ပြောတာလက်ဝေးတော့ထိုးဘူးလေဒါပေမဲ့တက်တွင်းပြိုင်ပွဲတွေလောက်ပဲလीဒီလိုဦးလေးရဲ့ကျမကအခုနာမည်ကြီးဆက်စီမော်ဒယ်လीဦးလေးဆက်စီမော်ဒယ်ဆိုတာသိလားအင်ဂျင်ဝိုင်တို့ဘာတို့ဘူးတွေကြော်ညာတဲ့မော်ဒယ်လားဆက်စီဆိုတော့လीဟမ်ထားပါတော့လေကျမကိုတချို့ယောက်ျားတွေကထီကပားကြီးကပားလုပ်ချင်ကြတယ်ပြီးတော့ကျမကတမနာပညာတော်သင်စုရထားခံရတယ်ဆိုတော့မနာလိုသူတွေများတယ် ဲ့ဒါအိုးလေးကကျမကိုကာကွယ်ဆောက်ရှောက်ပေးဖို့ပေါ့ရပါတယ်တူမကြီးရေနေတာကတော့ဟော်ဒီကကျမမိတ်ကဆရာမစီစီလိုပဲကျမအိမ်မှာပဲနေပေါ့အခန်းတစ်ခန်းပေးထားပါမယ်ကျေးဇူးတင်ပါတယ်တူမကြီးစိတ်ချပါဦးရှိုတူမကြီးကိုအသက်နဲ့လဲပြီးဆောက်ရှောက်ပါမယ်အလဲအလဲလူမျိုးကြီးကွန်မန်ဒိုအခုတော့မင်းသမီးလေးကကိုရန်တော်တက်မှုလေးဖြစ်ပြန်ပြီပေါ့ဘာရှိုဘာရှိုမင်းကန်ကြမာကဘယ်အထိဆက်လိုက်အောင်မှာပါလဲ ဒီလိုနဲ့ model လေး zombie မှာဘာရှိုဟာတတ်တော်ဆောင်ပေါ့သူဓာတ်ပုံ studio တွေမှာဓာတ်ပုံသွားရရင်ဘာရှိုလိုက်သွားရတယ်အခန်းပြင်ကပဲစောင့်ပေါ့အထဲမှာဘာပုံတွေရိုက်နေလဲတော့ဘာရှိုစိတ်မဝင်စားပါဘူးတရက်တော့အိမ်ကအခန်းမှာပဲဓာတ်ပုံရိုက်မယ်လို့မဇွန်ကဘာရှိုရောမဆီစီကိုပါ ပြောတယ်အဲ့ဒီနေ့မနေ့ဘာရှိုအလုံးမရှိဘူးပေါ့ဒါနဲ့အိယာကနေမြင့်မှာထားလိုက်တယ်အခန်းလေးကထွက်တော့ဇွန်ရဲ့အခန်းထဲမှာမီးတွေတစ်ဖြက်ဖြက်နဲ့လုပ်ငန်းစနေကြပြီ သူတို့အလှဓာတ်ပုံရိုက်တာတခါမှမမြင်ဘူးတဲ့ပါရှုကအခန်းဝလေးကနေအသာလေးချောင်းကြည့်လိုက်တာအလာလာလုံမလေးဇွန်ကဘာမှလည်းဝတ်မထားဘူးပိတ်စအသေးသေးလေးတွေပဲဟိုကြားဒီကြားညှက်ထားပါကလားပါရှုမျက်လုံးတွေပြပြီးချက်သွားတယ်ဟုတ်တယ်သူကလူမျိုးကြီးလေဆက်စီမော်ဒယ်ဆိုတာဒါမျိုးကြီးလားဓာတ်ပုံဆရာကတော့ဘာမှမဖြစ်တဲ့အတိုင်းတစ်ဖြက်ဖြက်ရိုက်နေလိုက်တာဘာရှုမာသာဒရေတွေကိုရှောက်ကက်လို့ဆလိုက်မီကပြင်းတော့မိတ်ကက်တွေကအငွေ့ပြန်လွယ်တယ် မမစီစီနည်းနည်းထပ်ဖို့ပေးပါဦးဇွန်ကပြောလိုက်တော့မမစီစီကသူ့မိကဘူးနဲ့တိုးဘက်ကိုယူလာပြီးဇွန်ဘေးမှာအလူထောက်ထိုင်လိုက်တယ်ဇွန်ကမမစီစီဘက်ကိုသူ့တင်ပါကိုလှည့်ပေးတယ်တင်မပြောင်ပြောင်နဲ့ချမ်းကိုမမစီကမိတ်ကတွေရိုက်ပေးနေတာဘရှိုပါဇက်အဟောင်းသားနဲ့ငင်းနေမိတယ်ဘယ်နဲ့သူကမမစီစီကိုမိတ်ကဆရာမဆိုတော့ညနာမိတ်ကပြင်ပေးတယ်ထင်တာဘယ်နဲ့ဖင်မိတ်ကပြင်ပေးရပါကလားဘရှိုဘွားမှာသပင်ညနာအလှမိတ်ကပြုပြင်ရေးပဲကြားဘူးတယ်ဘယ်နဲ့ ဖင်မိတ်ကစပယ်ရှယ်လစ်ကိုတော့ဒါပထမဆုံးချိန်တွေ့ဘူးချင်းပဲစေသားစကားနဲ့ပြောရရင် လေးစားမဆီစီ လေးစားပေါ့မဆီစီကတော့ဖင်ကိုတိုးပတ်လေးနဲ့ရိုက်ပေးပြီးစကားတွေတောင်ပြောနေသေးတာဘာလို့လဲမြင်ကွင်းကိုကြည့်ကျင်သေးတာပေါ့ဒါပေမဲ့อืมကိုတူမအရွယ်ကိုအလုပ်ရှင်ဆိုတော့မကောင်းပါဘူးလေဆိုပြီးအိမ်သာဘက်ပဲထွက်လာလိုက်တယ်ဟမ်မဆီစီကတခါကသူ့ကိုပြောဘူးတယ်ကိုဘာလို့လဲမိတ်ကပညာသင်ပေးရမယ်တဲ့ ဟမ်ဘလို့တင်ထောက်ကူပစ္စည်းနဲ့များသူ့မိက္ကပညာကိုတင်ပေးမှာပါလေ။ဘာချိုတက်ပြင်းချရင်ဆက်လိုက်ကိုပဲနာနာဖိဖွားတယ်။ဦးလေးဘာချိုဟောဒီ memory stick လေးကိုကျမမိတ်ဆွေဓပုံဆရာနကီစီသွားပေးပေးပါ။အေးတူမကြီးဘယ်ကိုဥရှုသွားပေးရမလဲ။ဥရှုကကောင်းရီပါရင်မစည်းတတ်ဘူးနော်။ဇူးလင်နာတဝိုက်မှာသူစောင့်နေလိမ့်မယ်။တစီငါသွားလိုက်ပေါ့။ကျော့ဒီမှာကျမဖုံးအဟောင်းပါယူသွား။ သူဖုန်းခေါ်လိုက်မယ်။သူပြောတဲ့နေရာကိုသာအုပ်ချုပ်သွားပေးလိုက်။ဘာရှိုရန်ကုန်ရောက်ကတည်းကဇွန်နဲ့အတူသူ့လုပ်ငန်းခွင်စတူဒီယိုတွေထဲသွားလာကလွဲလို့ဘဲမှမရောက်ဘူးခဲ့။အခုတော့စုလီဖျားလဲဖူးကျင်နေတာဆိုတော့အတော်ပဲ။ကွန်မန်ဒိုဘာရှိုပဲကွာ။ကရင်ပြည်နယ်တောတောင်နေတဲ့တယောက်ထဲဖိုက်တာလုပ်ခဲ့ဘူးလား။ဘာရှိုဇွန်ပေးတဲ့ memory stick ဆိုတဲ့အရှောင်းလေးကင်ပြီးလမ်းထိပ်ထွက်လာလိုက်တယ်။လမ်းပေါ်ရောက်တော့တက္ကစီတစီးတားလိုက်တယ်။တက္ကစီထဲမှာလူငယ်တယောက်ပါပြီမဲ့ကားကရက်ပြီးတယ် စူးလေးကိုသွားကျင်နေစရာဟာအတော်ပဲဒီကညီလေးကလည်းစူးလေးလမ်းကြုံတာပေါ့နှစ်ထောင်ပဲပေးဦးလေးတက်တက်နောက်ခန်းကကောင်းလေးပေးမှဘာရှိုဝင်ထိုင်လိုက်တယ်ဘာရှိုဝင်ထိုင်ပြီးမကြဘူးဖုံးဝင်လာတာပဲဖုံးကြီးကမိထလင်းတော့မှဘာရှိုကြောက်ကြပြီဆိုတာသိလိုက်ရတယ်ဒီပုတ်ဖုံးနေသူမကင်တက်ဘူးလေဘယ်လိုကင်ရပါငါတို့ဖုံးလေးဖွင့်ပေးပါကွာအရေးကြီးလို့ဦးမဖွင့်တက်ဘူးကားပေါ်ကလူငယ်ကဘာရှိုအဖြစ်ကိုရိမ့်မိဟန်တူပါတယ် ဖုန်းလေးကိုယူပြီးလက်နဲ့တစ်ချက်ဆွဲလိုက်ပြီးစပီကာဖွင့်ပေးတယ်ပြီးတော့ဘာရှိုကိုပြန်ပေးတယ်။ဟယ်လိုမဆုံအင်ကာဦးလေးလားဟုတ်တယ်ဟုတ်တယ်ဓာတ်ပုံဆရာနေကီလားဟုတ်တယ်ဦးလေးကျွန်တော်အခုစူးလေမှာမရှိတော့ဘူးတောင်းကလာပဲလိုက်ခဲ့ပေးပါဆိုပြီးဖုန်းချသွားတယ်တောက်กว่าပဲတောင်းဥကလာဘာရှိုမသိကဆရာလေးတောင်းဥကလာဆက်သွားရင်ဘယ်လောက်ပေးရမလဲနောက်ထပ်3000တော့ထပ်ပေးဦးလေးအဲ့ဒါမှတောက်กว่าဇွန်က9000ပဲဘာရှိုကိုပေးလိုက်တာအပြန်စရိတ်ဘယ်လိုလုပ်မလို့ ပါချိုရွှေပြန်နေတော့နဘေးမြန်မာနဲ့လူငယ်ကစကားစားတယ်။ဦးလီကမဆုံအိမ်ကမလား။အေးအေးလေးငါတို့ခုနဓာတ်ပုံစရာနေကီဆိုတာလား။အင်းမောင်ရင်သိတယ်ပေါ့။အာမဆုံရောနေကီပါကျွန်တော်နဲ့ရင်းနေတယ်ဗျ။ကျွန်တော်ကသဘောက်ကြတဲ့ကသတင်းတော့ပါ။ဒီလိုလို့ပါလား။ဦးလီအခက်ခဲဖြစ်နေကျွန်တော်ကူညီပေးမယ်လေ။အခုဘာဖြစ်နေလို့လဲ။အော်ဒီလိုကွာ။ဟောဒီအချောင်းလေးတွေကမဆုံပုံတွေကိုနေကီစီပုတ်ခိုင်းတာအဲ့ဒါ ဟာဒါမြဦးလေးရာလူကိုယ်တိုင်လိုက်သွားစရာမလိုပါဘူးကျွန်တော်တို့ရုံးအီးမေးကနေနီကီအီးမေးတဲ့လမ်းပြထည့်လိုက်လို့ရတယ်ရုံးသာလိုက်ခဲ့လိုက်တကယ်တော့သတင်းတော်လေးကမတ်စုံပုံဦးဖျားဖျားလေးတွေကိုကြည့်ချင်းဖြန့်ရှင်သဖြင့်တွင်စင်ချင်းပင်ဒါကိုဘာချိုမသိဟေးငါတို့ကြီးသဘောကောင်းတကွာကုညီပါအောင်ကျွန်တော်တို့ရုံးချီတဲ့စိုးလေးသာလိုက်ခဲ့ပါဦးလေးရာဟိုရောက်တော့ရုံးပေါ်ကနေဖျားလမ်းဖူးလို့လည်းရတယ်အေးပါမောင်ရာကျေးဇူးတင်ပါတယ် ဒီလိုနဲ့ဘချူတယောက်စိုးလေဖျားနာကတိုက်ကြီးရဲ့လေးလွာအခန်းထဲကိုရောက်သွားတယ်။ညနေဆောင်ဆိုတော့လူသိမ့်မရှိဘူး။ကွန်ပျူတာတွေအများကြီးထားတဲ့အခန်းထဲကိုလူငယ်ကဘချူကိုခေါ်သွားတယ်။အဘစတစ်ပေးကျွန်တော်ဆက်ထဲကတဆင်ပို့လိုက်မယ်။ဘချူလက်ထဲကစတစ်ပေးလိုက်တော့ကောင်းလေးကအဘဟိုပရင်ပောက်ကနေကြည့်အဲ့ဒါစိုးလေဖျားအာရပါရသာကြီးညိုပြီတော့ဘချူကစိုးလေဖျားကြီးကိုတိုက်ပေါ်ကနေကြီးညိုနေတော့ကောင်းလေးကသူ့တငငချင်းသုံးယောက်နဲ့ကွန်ပျူတာရှေ့မှာအလုံများနေတယ်။ဟာဒီတကပုံလေးကအစ်စ်တွေကြီးပဲငါကောင် ဒီဘိုးတော်ကြီးကဇွန်ကြီးရဲ့ဓာတ်ဆရာလားကွာမဟုတ်ဘူးကွာဟိုကောင်နေကီစီသွားမှာနေကီကဇွန်ကြီးကိုရှို့ပြီးဓာတ်ပုံတွေရိုက်ပေးနေတာထင်တယ်အခုတော့ပုံတွေအားရအောင်စေပြီးမှဒင်းလက်ထဲပို့ပေးလိုက်မယ်ငင်းငင်းလူငယ်တွေတူထုံးနေတုန်းမှာဘာရှိုကသူတို့ဘေးနားကကွန်ပျူတာတစ်လုံးရှိမှဝင်ထိုင်လိုက်တယ်ကွန်ပျူတာမျက်နှာပြင်ပေါ်ကြည့်တော့အိုးဝင်းတင်ကွယ်လွန်ခြင်းအထိတ်မှတ်ဒေါအောင်ဆန်းစုကြည်တက်ရောက်ဟာဒီအမျိုးသမီးကသူ့ခွေးကိုငါပြန်မေးဆွဲခဲ့ဖို့တဲ့ဒေါအောင်ဆန်းစုကြည်ဆိုတာပါလား ပါရှိုကပုံမြင်ရအောင်အနီးကတိုးကြည့်ရင်သူ့ချိတ်ကလက်နှိပ်ဆက်လို့ခလုတ်ပြားလေးတွေကိုသွားဖိမိလိုက်တယ်။ပါရှိုကြည့်နေတဲ့ဓာတ်ပုံရဲ့ဘေးကနောက်ထပ်ဓာတ်ပုံတစ်ခုကိုမြားလေးကရွေသွားပြီးအဝိုင်းနေထလည်နေတော့မှပါရှိုနောက်ဆုတ်လိုက်မိတာ။အင်းဒီအမျိုးသမီးသူ့ခွေးလေးပြန်မှရပါမလား။ပါရှိုစိတ်မကောင်းဖြစ်နေတော့ခုနမျက်မှန်လေးကစတစ်လေးလာပြီးတယ်။အဘကိုနေကီမေးတယ်ပို့ပေးလိုက်ပြီးစိတ်ချတော့နော်။ရော့တစီက2000မှရည်သွား။ကျေးဇူးတင်လိုက်တာမောင်ရင်ရဲ့။ ရန်ကုန်သားတွေတိတ်သဘောကောင်းတာပဲကိုကိုကူညီလိုက်တဲ့အပြင်ကားကားတောင်ပြန်ပေးလိုက်သေးတယ်ဒီလိုရည်ရည်မုံမုံကလေးများကျမ်းမာချမ်းသာကြပါစီဗျာလို့ဆုတောင်းပြီးကောင်လေးကအောက်ထီဓာတ်လီကားနဲ့လိုက်ပို့ပေးတယ်ပါချိုတယောက်တက္ကစီပေါ်ညိတ်နေချိန်မှာတော့ဟေးအောင်ဆောက်ပြေသနာတော့တက်ပြီဟာဒီပုံကြီးဘသူခရုတ်ပြက်ပြီးတင်လိုက်တာတော့ဒုံဆက်စုကြီးပုံရှိကဖုံးကြီးပုံပျောက်ပြီးဘလီစီယာပုံလေးကြီးပါလာတယ်ဟာလောက်ကြပါဦးဟာကိုမန်ဒီမှာဆဲကုန်ပြီဟာတောက်ကွိုင်းပဲဘဲကောင်ဖင်ရတာတော့ ဖုံးကြီးတွေပါတဲ့ပုံမတင်မဲနဲ့ဘဲနဲ့ဒီဘက်ကပုံကိုဘဲကုံဖျားပြီးတင်လိုက်တာလေဟာဘာချိုထိုင်ခဲ့တဲ့တပုတ်ကြားနဲ့ရုံးကန်းတဲ့ကကွန်ပျူတာရှိမှာတော့ခုနကောင်လေး၃ယောက်စူညံရှုပ်ချက်ခတ်ကုန်တော့တာပဲမော်ရယ်သက်တော်ဆောင်ကွန်မန်ဒိုဘာချိုကတော့တက်စီကပေါ်သည့်2000ပြည့်လမ်းထိပ်ဆိုင်တွင်ရန်ဒတောင်းဝင်ဝဲရင်းလေကလေးရှင်လျက်စာရေးသူဗြိတိချကုတ်ကုံမောင်အဆုံးထိနောက်ပြီးတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းမများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်